စင်ကြောင်းကြီးရွာရဲ့တင်းဆိုင်ကုန်းမှာ မတည့်ရဲ့ကျိုးချီကျိုးတုတ်သွားတယ်။ဟွန်းပြီးရင်တစ်ဖက်လုံးဝိုင်းမရင်းကျင်လာတယ်။တက်ပလိုက်။ကာဆိုင်ငယ်ရွှေငွေအကုန်ယူလိုက်ပဲဒီကောင်လေးက။အာကော်မစီစတိုးဆိုင်တစ်ခုရောင်းရင်တော့မှအာဒါငါမိမအတွက်မျက်နှာသက်ဆိုပြီးယူကြတဲ့ကောင်လေး။အာငါမိမအတွက်ဖက်နယ်လေးငါမိမအတွက်နှခန်းနီလေးဆိုပြီးယူကြတဲ့ကောင်လေးလင်းနေတော့။အာမင်္ဂလာပါကိုအမကြီး။ ျွန်တော်တို့စလိုက်မယ်နော်အခုအော်ဟုတ်ကဲ့ဟုတ်ကဲ့အခုဟုတ်ကဲ့ပါပြီးခဲ့တဲ့ရက်ပိုင်းကရေစကြိုမှာအခုတို့ဒါတိုက်ပွဲဖြစ်ကြတယ်ပေါ့နော်ဒါ BRI တို့လည်းပါတယ်လို့သိရတယ်အဲ့တော့အဲ့ဒီတိုက်ပွဲအခြေအနေလေးနဲ့အခုတို့ကြော်ရတဲ့အခက်အခဲတွေစိတ်ခုံမှုတွေပါနေရှိမလဲဆိုတာလေးနည်းနည်းတော့ပြောပြပေးလို့ရပါလားခင်ဗျာဒီအခက်အခဲတွေစိတ်ခုံမှုတွေကတော့ဒီကျွန်တော်တို့ဒီမကွေးတိုင်းရေစကြိုမြို့နယ်မှာဒီတော်လိုင်းကိုတကယ်မှတ်မှန်ကန်ကန်လုံနေတဲ့အဖွဲ့ရှိနေတဲ့နေရာဘူးပဲ ဒီအဖွဲ့ကဒေါ်လိုင်းကူမှာမှန်မှန်ကန်ကန်လုပ်တယ်ဒေါ်လိုင်းကူပဲတကယ်စင်ခေါ်ပြီးအလုပ်လုပ်တယ်ဆိုတော့အဖွဲ့ယူပြီးအဖိခံနေရတဲ့အဒီအခြေအနေမျိုးမှာရှိပါလေဗျအဲ့ဒီတိုက်ပွဲအခြေအနေမှာကျွန်တော်တို့တရင်အချက်လက်ကဟိုညကလေးကျူရတယ်ပေါ့ရှင်းရနေကြီးလေကျွန်တော်တို့ကျူရခဲ့လေကျူပြီးတော့ကျွန်တော်တို့ဒီအလုပ်လုပ်ခဲ့တာရှိတယ်ပေါ့ဒီပိုးရနေမနေ့ကဒီ9နိုင်ခွဲလောက်မှာ ဆင်ကြောင်းပြည်သူစစ်ကြီးရောရောက်ကြည့်လာတဲ့ဒီဟိုစစ်တကပေါ့ရေကြိုခလာရ2562 2958ကအင်အားတရားချော69ယောက်ပါလေဗျာအတိအကျပြောမယ်ဆိုရင်ဒဇကံ9ဥပါသူတို့လမ်းမှာတွေ့ရတဲ့ပြည်သူ၅ဦးဆွဲလာတဲ့အချိန်လေးပေါ့သူတို့ကရှင်ပြေကင်းမုံက30 40လောက်ကဒီဘက်စနစ်ရွာချာဝတ်ပြီးဆိုတော့ကျွန်တော်တို့သိတယ်ကျွန်တော်တို့ကဇာဖြတ်ဖြတ်တိုက်တာပေါ့ကျွန်တော်နေတဲ့စောက်တန်းရဲ့ဘိုင်းနက်တီပါပဲဝန်တိုက်တယ်ဆိုတဲ့အချိန်မှာပထမဆုံးတွေ့ရတာသူတို့ကင်းမုံက9ယောက်ကိုကင်းမုံက9ယောက်နဲ့ပေါ့ အဲ့အဲ့နေရာမှာတိုက်ပွဲဆက်ပြီးပြန်လည်ပတ်တဖြစ်သွားတယ်အင်အား30လောက်ကလည်းအဲကဲမှရှိနေတယ်ပြီးပြီးကင်းပေါ့ဟုတ်ပြီးတော့じゃမနေ့ကစင်ကြောင်းကနေ9နိုင်ခွဲမှာထွက်လာတဲ့တရားနီးပါးကလည်းရောက်နေတဲ့အချိန်ကြီးနောက်ချက်အင်အားနဲ့ပြန်ပြီးတော့တိုက်ပွဲပုံပေါ်တယ်ကျွန်တော်တို့လည်းဒီနောက်ကပါလာတဲ့အင်အားစုတွေနဲ့အညီတိုက်ပွဲကိုပုံပေါ်တယ်ပေါ့တိုက်ပွဲရဲ့အစမှာကင်းတော်တုံလွတ်တယ်ပေါ့ကျွန်တော်တို့ရဲ့ခေါင်းပေါ်မှာဝဲနေတဲ့အချိန်ကြီးအဲသူတို့နဲ့စဖြစ်တယ်မီတာ90လောက်ပဲ ်ဒီက90လောက်ကဝေးမှာ drone ဝဲလာတယ် drone ကိုကျွန်တော်တို့အရင်ပြတ်တယ်ဒါ drone ကလည်းရေးကြည့်ရယ်ကျွန်တော်တို့ဒီဘယ်နေရာမှာရှိနေလဲအမီတာဘလောက်မှာရှိနေဆိုတော့သူတို့ပြစ်ပြစ်နိုင်တဲ့အရင်ရှိရှိလေဗျာပို့ပြီးတော့အစင်းမြင်လာတဲ့သဘောတော့အခုပြောချင်တာ drone ဟုတ်တယ်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 ဒရုန်းတော့နဲ့နေရာတိကျရအောင်ရှာတယ်အဲ့နေရာကိုဖိမယ်ဆိုတော့သူရဲ့ပုံစံမျိုးတွေပေါ့ကျွန်တော်တို့အဲ့ဒရုန်းကိုကျွန်တော်တို့တစ်ချက်တည်းဗျအဲကျွန်တော်တက်ခိုက်ကောင်းတော့မှာပဲကြက်တုပ်သွားနေမှာပေါ့ဗျကြက်တုပ်သွားနေမှာတစ်ချက်တည်းပဲ အဲပြစ်ပြီးအဲ့ဒီ drone ကမီးလောင်ပြီးမီးလောင်ပြီးပြတ်ကျသွားတယ်ပေါ့အဲ့ချင်းနေအဲပြီးတော့တိုက်ပွဲလည်းတဖြည်းဖြည်းတဖြည်းဖြည်းတန်ဖိုးကမြင့်မြင့်လာတယ်ကိုနောက်ကအင်အားတွေဖြည့်တယ်သူတို့ဘက်ကလည်းအင်အားတွေဖြည့်တယ်ထိတွေ့မှုတွေဖြစ်တယ်ပေါ့အကိုတို့အခက်မှာမဟာမိတ်ပူပေါင်းတက်လိမ့်လားအဲကျွန်တော်တို့ဒီပူအောင်မဟာမိတ်တက်ပေါ့ကျွန်တော်တို့ရေစုံမှာဆိုရင်အဲစောက်တန်လုတ်ကက်တဲ့ပေါင်းစုပေါ့အဲစောက်တန်လုတ်ကက်တဲ့ပေါင်းစုမှာတော့ဒီကျွန်တော်တို့ဆောက်တယ်ပါမယ်ပေါ့ PNR ပါပဲပေါ့ PNR ထောက်ပြတဲ့တည်င်းဟာအတူတူပဲပေါ့နော်ဟုတ်ကဲ့အတူတူပါပဲအတူတူ အော်ဟုတ်ကဲ့ဟုတ်ကဲ့အကိုတို့စိုက်ခေါ်မှုအခက်အခဲတွေကဘာရှိမလဲဗျစိုက်ခေါ်မှုကဘာရှိလဲဒီတိုက်ပွဲကဂျန်နဲ့တိုက်ပွဲနဲ့မတူဘူးဗျကျွန်တော်တို့ဂျန်နဲ့တိုက်ပွဲတွေချမ်းပြတိုက်ပွဲတွေကျွန်တော်တို့တွေအများကြီးလုပ်ခဲ့ဘူးလေအလုတ်ခဲ့ဘူးတဲ့တိုက်ပွဲတွေတပိုးပြီးတော့ပြင်တယ်ဒီ2 5 6ကတည်ရင်မှုပါတယ်တူတည်မှုပါတယ်ပေါ့ဒီအချိန်ဒီမှာပါလာတဲ့ရဲဘော်တွေတန်းလည်းစစစစ်တယ်မဟုတ်ဘူးဗျာပြည်သူစစ်တွေပါစတယ်ပေါ့ပြည်သူစစ်မတန်းနေအဲဒီကောင်းလေးတိုက်ပွဲဖြစ်ရင်ပြင်းမယ်လို့ပဲတော့ကတွေးနေတဲ့ကောင်းတယ် ဒူအဲတိမ်မှုပါတယ်ဒူးတိုင်မှုပါတယ်နောက်ပြန်ပြင်ပြစ်တက်နေတာဒီကောင်ကြီးကသူတို့မှာခန်းတိုက်နေရတဲ့အခြေအနေတွေရှိတယ်ဗျာအဲအဲ့အနေထားတစ်ခုတော့ရှိတယ်ဒီသုံးမကတော့ကျွန်တော်တို့ရရှိတဲ့အခြေအနေကတော့မရှိဘူးအဲသူတို့ကျွန်တော်တို့လည်းတိုက်ပွဲတိုက်တယ်တိုက်ပွဲ10မိနစ်20အတွင်းမှာကျွန်တော်တို့ဒီခွေးကတော့28ခွန်းကောင်လောက်ကျွန်တော်ကြောက်အောင်လွတ်လွတ်နိုင်ခဲ့တယ်တန်ရရှိကဟို30ချောလောက်ပေါ့အော်ဟုတ်ဟိုကျွန်တော်တို့တိုက်ပွဲတွန်းမှာဗျာဒီ100ချော100နီးပါးလောက်ပါတဲ့စစ်ကြောင်းမှာက 60လောက်တုံးလုံးပလက်ဖြစ်နေပြီးတော့50လောက်ကပဲခန့်ပြစ်နေတဲ့အချိန်လေးဒီပဲတည်ရင်မှုဒုတည်ရင်မှုပါတယ်ဟိုကမန်းကောင်းတယ်ခြေရောကောင်းတယ်အဲကျွန်တော်ခုနပြောခဲ့လို့ပေါ့ဒီတိုက်ပွဲတိုက်ရတာကကျွန်တဲ့တိုက်ပွဲတော့မတူဘူးအဲနည်းနည်းလေးပြင်းတယ်အလောက်လောက်ရတယ်ပို့ပြီးတော့အလောက်လောက်ရတယ်ပို့ပြီးတော့ဟိုလက်နဲ့ခင်းရအောင်ပြုံးပြရတယ်ပေါ့အကျိုးစားရတယ်ပေါ့ဒီအချိန်အဲကျွန်တော်တို့ကြိုးစားလို့လဲ60လောက်ကတုံးလုံးပလက်ဖြစ်နေဝင်တာလीဒီတိုက်ပွဲ30ကြည့်မယ်ဆိုရင်လက်နဲ့ငယ်ပြစ်မဲ့ကောင်းတယ်ပြစ်မဲ့သူကမရှိတော့တာသူတို့ဘက်က ကျွန်တော်တို့ဘာနဲ့တက်မယ်တုတ်ပြန်မလား RPG နဲ့တုတ်ပြန်မယ် BDR နဲ့တုတ်ပြန်မယ်ဟို40မမနဲ့တုတ်ပြန်မယ်သူတို့မှာတုတ်ပြန်နိုင်မှု3ခုလောက်ပဲရှိတာအာဟုတ်ကဲ့အားလုံးချုပ်ပြီးတော့ဒီတိုင်ဖွဲ့အခြေအနေကိုကြည့်ရမယ်ဆိုရင်အားရကျင်းနယ်လျားမဲ့အခြေအနေရှိတယ်ဆိုပြီးပြောလို့ရတာပေါ့နော်အာဟုတ်တယ်ဟုတ်တယ်သူတို့60လောက်ကလုံးလုံးတုံးလုံးပက်လက်ကုန်ဖြစ်ကုန်ပြီလေဟုတ်ကဲ့ကျွန်တော်တို့ပြစ်လိုက်တဲ့သူတို့ RPG တုံးတယ်အဲကျွန်တော်လည်း RPG ရှိတယ်ဗျဟိုသူတို့ဒီဘက်မှာ၄၅လက်လောက်ပါကျွန်တော်လည်း၃လက်လောက်ထိပါလိမ့်မယ် အပြိုင်ပြစ်နိုင်တဲ့အခြေအနေမျိုးတွေပေါ့အပြည့်ကြီးဆိုရင်ကျွန်တော်တို့15 10လုံး15လုံးလောက်တုံးလိုက်တဲ့အခြေအနေမျိုးမှာရှိတယ်ဗျာအဲသူတို့ဒီအောက်တွဲပေါ့ဟို40တွေတုံးတဲ့အခြေအနေမျိုးတွေကျွန်တော်တို့လည်းတုံးနိုင်တဲ့အခြေအနေမျိုးတွေမှာအဲဟိုကျွန်တော်တို့ကလည်းလုံ50 60လောက်ပေါ့ဒီတိုက်ပွဲတနာကြိမ်တို့တော့မှာသူတို့နဲ့အပြိုင်ပို့ပြီးတော့တုံးနိုင်တယ်သူတို့နဲ့ပို့ပြီးတော့နည်းမြေပို့ပြီးတော့ကျွန်တော်တို့ကအသာစီးရတယ်ပေါ့နည်းမြေအသာစီးရတဲ့အတွက်ဒီတိုက်ပွဲကပြက်လက်ထွက်တာကိုဒေတာဖြစ်နေတာပေါ့ ဟုတ်တယ်ဗျာဟုတ်တယ်ဗျာဟုတ်တယ်ကျွန်တော်တို့ကလည်းသူတို့နဲ့နီးတူသူတို့တုံးတဲ့နီးတူကျွန်တော်တို့ level 3နိုင်တဲ့အခြေအနေမှာကျွန်တော်တို့ရှိတယ်ကျွန်တော်တို့အသုံးပြုခဲ့ရပေါ့နော်ဟုတ်ဗျာပြီးခုခံလိုက်နိုင်တဲ့ဆိုတဲ့သဘောဟုတ်တယ်ဗျာဟုတ်တယ်ဗျာဟုတ်တယ်ကျွန်တော်တို့ကလည်းသူတို့နဲ့နီးတူသူတို့တုံးတဲ့နီးတူကျွန်တော်တို့ level 3နိုင်တဲ့အခြေအနေမှာကျွန်တော်တို့ရှိတယ်ကျွန်တော်တို့အသုံးပြုခဲ့ရပေါ့နော်နည်းနည်းအသာချက်ရဒါကောက်ကောက်ပြန်ပြီးတော့တောက်ပြန်လိုက်နိုင်တဲ့အခြေအနေပြီးတော့အခုဒါနောက်90တခုသွားလိုက်ရအောင်ကိုဗျာ ပြူစောတိနာမည်ကြီးနေတာဒါစာသားရေးစကြို Facebook ပြပါလဲကျွန်တော်တွေ့တယ်ပေါ့ဗျာဒါရေးတင်လာလေကိုလင်းဆိုတာအာသူ့ရဲ့အခြေအနေကဟုတ်ဟုတ်သူ့ရဲ့ပြူစောတိဒါခေါင်းဆောင်လာသူ့ရဲ့အခြေအနေကဒေသခံပြည်သူတွေပေါ်မှာဘလို့အခြေအနေတက်ရောက်လဲပြီးတော့တခြားဘာတွေသူကလှုပ်ရှားနေတယ်အခုဒါသူ့ကြောင်လေးနည်းနည်းချုပ်ငုပ်ပြီးပြောပြပေးပါဦးလက်ထင်နေပတ်သက်ပြီးတော့ကျွန်တော်ဟောပြီမှာအပြီးခဲ့တဲ့ဓာတ်ရီကလေးရှိခဲ့ပါတယ် ဒီကျွန်တော်တို့ဒီစစ်အနာသိမ်းပြီးနောက်ပိုင်းပေါ့ဒီအဲလှုပ်ရှားလာတဲ့အခါမှာဆင်ကျောင်းရွာဆိုတာကသူကနဘိုးတော့ပြည်ခံမျိုးရွာလို့ပဲပြောမှာပေါ့နော်ဟုတ်အဲဆင်ကျောင်းရွာမှာဒီကစ်ဆက်ဆက်ဒီပူရီပမူရီပူချုပ်ရီပေါ်ထုံးခဲ့တဲ့နေရာပေါ့ဒီနေရာတွေကလည်းအစိမ့်လွှမ်းတာဆိုတာမဆက်တော့မဆက်မအောင်နော်ဟုတ်အဲအဲဒီဒီနေရာတွေရဲ့နေဒီဒီဆင်ကျောင်းလင်းထင်ဆိုတော့ပေါ်လာတဲ့အခြေအနေတွေပေါ့သူကတော်လန်ရေးကာလာမှာအသွင်ပြောင်းပြီးတော့ဆရာကြီးတက်ဖြစ်သွားတဲ့သဘောလား အဟုတ်တယ်အဒီကောင်ငကိုတော့ငါဒီဟိုစကားဆက်ပြာရောင်ရောင်ဘာရောင်ရောင်နဲ့အဲ့ဒီကောင်ကအော်ဟုတ်ဒိုင်းနဲ့သူပတ်သက်ခဲ့တဲ့ဒီအမျိုးနွယ်อ่ะပေါ့သူပတ်သက်ခဲ့တဲ့အမျိုးနွယ်ကကျတော့စင်ကြောင်းမှာဘိုကျုပ်စောမောင်ဆိုတာရှိခဲ့တယ်ဗျာအဲဘိုကျုပ်စောမောင်ရဲ့ညီအောင်စီအဲအောင်စီရဲ့တမီးကိုသူကရထားတာပေါ့သူကကျတော့ဘရော့ပွင့်ရတာအဲဘရော့ပွင့်ရတာမှာဒီ သူကဆင်းရောင်းသူနေရတယ်အဒီမှာထိုင်နေဘိုးချုပ်စောပေါင်ရဲ့ပုံရင်းနဲ့ပေါ့ဒီကျွန်တော်တို့ဒီပခုတ်ခရိုင်မှာဆိုရင်ဂျီဝမ်တွေကိုသူကဖူးရပြည့်တယ်ပေါ့အထက်ကဒီကောင်နဲ့ပေါင်းတာလည်းဒီအထက်ကအကောင်ကြီးနေနဲ့ပေါင်းတာဒီကောင်ကလည်းဒီအင်္ဂလိပ်ကြောင့်ကျွန်တော်ပေါင်းမယ်အစားဆုံးပုံပဲဗျာဟိုကွန်နေနဲ့တွေ့ကြမှာလုံးမဲ့ဆိုရင်ဒေါ်လာရဲ့အစကဗျာဟိုလက်ဖိတ်ဆိုင်လေးလာထိုင်အကောင်ဖြုတ်လို့ရပါတယ်အောင်စီရဲ့အောင်စီဆိုတဲ့ကောင်က ဟိုစင်ချောင်းကြီးရွာကို2000အဲဘလောက်ရမှာ2890ပေါ့အဲစင်ချောင်းတွေရွာလို့မီလင်းလုတ်တယ်အောင်စီရဝိုက်သွားတယ်လीဟိုကအစိုးရမီလင်းတဲ့တက်တက်ဖရီချပေးတာတဲ့အောင်စီကအဲ့ချိန်မှာပြည်သူတွေဆိုရွှေတစ်ချက်သားဗျာအဲမီတာပေါ်တလုံးရမယ်ဆိုပြီးအဲ့လိုဝိုက်တဲ့ကောင်မီတာစုပြန်ပြန်တက်လုတ်သွားတယ် အဲဆိုမောင်ရဲ့ညီဒီရအတွက်မီလီယံရတဲ့ငါဘလောက်ဝိုက်မယ်ဆိုရဲလောက်သွားတဲ့ကောင်းလေးအောင်းစီရဲ့တမန်ပဲဒီကောင်းအာအကောင်းကြီးအကောင်းကြီးဒီကောင်းတော်လိုင်းဖြစ်လာတဲ့အချိန်ဒီမှာဒီကောင်းရဲ့စီးပွားရေးအချိန်ကြီးကဘာမှရှိတာမဟုတ်ဘူးဟိုကားစပရားရောင်းရောင်းပါရောင်းရောင်းကောင်းလေးသူ့ရဲ့သူ့ရဲ့ချမ်းသာမှုကဤသူစေကောင်းတော့ဖြစ်ပြီးနောက်တော့သူ့ရဲ့ဂိတ်ကလည်းတလောက်ဝင်ဝင်တိမ်ထောင်ကြီးရှိတယ်ဟုတ်ပါပြီးတော့ကြပြည်သူတွေအပေါ်မှာနိုင်ငံခြားပြန်လာတဲ့ပြည်သူတွေဆိုရင် အဲမင်းတို့က PDF ထောက်ဖို့ဆိုပြီးဆွဲချက်တင်နေဆွဲတာဟုတ်ဟုတ်မဟုတ်ဆွဲချက်နဲ့ဆွဲတာပြီးရင်တေးမလားတေးမလားမင်းရဲ့နော်ပြီးရင်အဖမ်းခံမလားအဖမ်းခံမယ်ဆိုရင်တော့ထောင်ပြမှာပေါ့အဲလွတ်မယ်ဆိုရင်အေးဟုတ်ပြီညို့နိုင်ငံခြားပြန်လာတာတိန်90ပြီပါတိန်80ပြီပါတိန်100ပြီပါဒီကောင်အဲ့လိုအမြဲတမ်းချစ်ချောက်ပြီးမူတောင်းနေတာဩ ော်တော်ပြီးတော့ဒီကိဝါတဲ့မှာရှိနေတဲ့ဒီမိသားစုတွေကိုပမာဟိုပီဂျင်းနဲ့ပတ်သက်တဲ့ထင်းနေမိသားစုတွေသူတို့တန်တရာဆွဲချင်းနဲ့ဆွဲတယ်အဲဆွဲပြီးတော့ဟိုဟိုအတိခံမလားဖန့်ခံမလားဝင်နေယူပြီးလွတ်မလားတော့တုံ့ချက်ပေးလာဟုတ်ဟုတ်ဟုတ်ဒီကရ2022တုန်းကဆိုရင်အသက်16နှစ်ရွယ်မိန်းကလေးကိုဆင်ကျောင်းပြည်သူ့စစ်ကြေးရွာမှာ အုပ်စုကိုမတင်းချင်းပြီးတတ်ခဲ့တာအဲ့ဒါတကယ်ဗျာဟိုကျွန်တော်တင်ခဲ့တဲ့သတင်းတကယ်ထဲမှာအမာကြီးကအသက်40နီးပါးလောက်တဲ40နီးပါးလောက်အမာကြီးတယောက်ကိုအမျိုးသမီးတယောက်ဖမ်းတယ်စင်ကြောင်းကြေးရွာရဲ့တင်းဆိုင်ကုန်းမှာ မတည့်ရဲ့ကျိုးချီကျိုးတုတ်သွားတယ်ဟွန်းပြင်တဖက်လုံးဝိုင်းမရင်းကျင်တာဗျာအော်မရင်းကျင်တက်ပလိုက် အတက်ပလိုက်တဲ့အမကြီးကမကျွတ်မလုပ်ဘူး။အော်။သူတို့ရဲ့ဝန်းစီရင်သူတို့ဖွဲ့အကောင်တွေပဲဝန်းစီတာ။အသူတို့အဖွဲ့အကောင်တွေပဲဝန်းပူတာ။ငါမကျင်နေဘူး။ဘာညာဘာညာလေးပေါ့ဗျာ။ဟုတ်ဟုတ်။ဟိုဒါကတော့ဒီပလာလောကမှာမှယုံနာမယုံနာတော့ဟိုတပိုင်းပေါ့ဗျာ။တပတ်ပါတယ်။တပိုင်းပေါ့ဗျာနော်။ဟွန်း။ဟိုသူတို့မှာလက်ရှိမှာဖြစ်နေတာကတော့အဲ့ကိစ္စတွေဖြစ်နေတာ။ပြီးတော့ဒီစင်ကြောင်းကြီးကမှဒီငလင်းက ပါနဲ့ခိုင်းစီတာတော့ဆိုငလင်းရဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်တွေအားလုံးဒီသူကစိတ်ကြွေးရ။အော်။မွေးစီမတော့နိုင်ရင်တော့အောင်သူကလောက်တယ်။အော်။ဆက်တာပေါ့။ပြီးရင်ဒီကောင်လေးကိုမွေးစီရဲ့တောင်းအောင်ဖြစ်အောင်သူဒီကောင်နဲ့ပြေးရနေရဘရော့ပွင့်ရတာဖြစ်တယ်ဗျ။ဟုတ်ပြီလား။ဟုတ်။အဲ့ဒီလင်းထင်ကစင်ချောင်းကြီးရွာကဥအောင်စီဥအောင်စီတော့ဘူဂျူစုံမောင်ရဲ့ညီပေါ့။ညီတော်ဆက်သူအဲအောင်စီရဲ့သမီး နမ်းမလာနဲ့အိမ်အောင်ကြပြီးစင်ကြောင်းကြီးရမှာနေတိုင်းသူဖြစ်တယ်။သူ့မသားသူ့ရဲ့သားကနေပြည်တော်ကောင်းစီလာဝကမှာဦးစည်းမှုတယောက်ဖြစ်တယ်။တမီးကတော့မွန်ပြည်နဲ့အမြောက်တက်အရာရှိရဲ့ဇနီးအမတ်စင်53ရဲ့အဲဒီတက်အရာရှိရဲ့တယောက်ဖြစ်တယ်ပေါ့။ဒါသူတို့အတိုင်းပိုင်းနေပေါ့။နိုင်ငံမတိုင်ခင်ကဒီလင်းနေဆိုတဲ့ကောင်လေတလုံးပဲဘေးလွယ်ပြီးစပီယာရောင်ရောင်ဟိုပါပါတင်ညတင်ရောင်ရောင်လို့ အဲလှုပ်လှုပ်တဲ့ကောင်မှာစီပွားရေးလည်းတိတ်ပြီးတော့အဆင်ပြေတဲ့ကောင်မဟုတ်ပါဘူး။အဲနိုင်ငံကလာဖြစ်လာတဲ့နေချိန်မှာ သူကဒီကိုကျော်စောင်းမရညီအောင်စီ အောင်စီရဲ့တမတ်ဖြစ်တဲ့အတွက်လင်းထင်ဆိုပြီးကမှအဲစင်ညောင်းကြီးရွာကိုပြူကြီးရွာဖြစ်ဟောတွတ်သွင်းခဲ့တဲ့အချိန်တွေရှိတယ်။အဲ့ဒီအချိန်တွေကနေပြူကောင်းဆောင်လင်းထင်ရဲ့စီပွားရေးကတိန်တောင်းဝန်းန်းအထိချမ်းသာလာခဲ့တယ်။အော်အဓိကတော့ဒီလင်းထင်ရဲ့ချမ်းသာလာတဲ့အကြောင်းရင်းက အဲသူတင်ပြထားတဲ့ကြေးရွာတွေပေါ့အစကစကစစ်ကြောင်ထိုးလာရင်တင်းထင်ရပြီးသူစစ်ရွာကကားတွေတို့အတဲဖို့ရကားတွေဟိုလူတွေတို့အကုန်လုံးလိုက်ပြီးတော့အဲ့ကြေးရွာကိုအကုန်ရောက်တယ်ရောက်ပြီးတော့သုံးမင်းကားဆိုင်ငယ်ရွှေငွေအိမ်နောက်စုပစ္စည်းကားကြီးကားငယ်အတဲသွင်းနဲ့လင်းနဲ့ခိုးတာอืมတက်ကိုသူအထက်ကိုပိုင်တယ်ဗောဗျာဟောဂျီဝမ်တို့တက်မှတ်တရက်တည်းဂျီဝမ်တို့မင်းတို့ဒီစေကြေးရွာကိုစစ်ကြောင်ထိုးလိုက်အေး စကြောင်းထိုးလိုက်ထိုးလိုက်ပြီးရင်အဲအဲ तू ကမလိုက်ရဘူး။ဩစကြောင်းထိုးပြီးတော့အလုံးအလုံးစုံတိမ့်မိုက်ပြီးဆိုကမှ तू ကကာကြီးကငယ်ကအတူတူနဲ့လာတာ။ဩအကုန်နှိမ့်တာအကုန်ယူလာပေါ့။အလင်းထင်တက်တန်းတဲ့ချောက်မှာဆို तू ပြလို့စကြောင်းထိုးပြီးရင်မီးရှုခဲ့တယ်လူတက်ခဲ့တယ်အများကြီး။ပြည်သူတွေကမပြေးနိုင်မလောလိုက်နေတဲ့ကျမကြီးမကောင်းတဲ့ပြည်သူတွေအများကြီး तू မီးရှုပြီးတက်ခဲ့တာတွေရှိတယ်။အဲ तू ကတော့ဒီစကြောင်းထိုးတဲ့ထက်မှမပါဘူး။ အဲသူခိုင်းလိုက်တဲ့ခြေဝန်းအကောင်တွေကအဲဒီကြေးရွာကိုစီးမိပြီဟဲ့ဆိုရင်သူကကာကြီးကန်းကိုတန်းလာတယ်ဒီကြေးရွာမှာ TV ရှိ TV ယူတယ်အောက်ဆက်ရှိအောက်ဆက်ယူတယ်ဖြက်ဆက်ရှိဖြက်ဆက်ရှိတယ်အင်ဗာတာရေမုတ်ဆက်ဘာညာမော်တာတုံးလို့ရတာအကုန်ပစ္စည်းအဲကာဆိုင်ငယ်ရွှေငွေအကုန်ယူလိုက်ပြဒီကောင်လေးကအာကော်မစီစတိုးဆိုင်တစ်ခုရောင်းရင်တော့မှအာဒါငါမင်းမအတွက်မျက်နှာသက်ဆိုပြီးယူကြတဲ့ကောင်လေးအာငါမင်းမအတွက်ဖက်နယ်လေးငါမင်းမအတွက်နှာခမ်းနီလေးဆိုပြီးယူကြတဲ့ကောင်လေးလင်းနေတော့ အဲ့လိုအချိန်ညမျိုးဒီဒီကောင်လေးရုံမာတယ်ကောင်တဲ့ဒီကောင်ကကြတော့ကြတော့စိုးမောင်ရဲ့ဒီအတိုင်းဝိုင်းပုံရိပ်ကိုမှီတယ်အတက်ကလည်းတက်ပဲဗျတက်ကလည်းတက်ပဲဆိုရောင်းနေငါလူကဖုန်းဆိုင်မဲဘလို့ဆိုခုချိန်ဒီအပေါ်ကြီးအောင်းနိုင် စနစ်ကတက်မှာရှိနေတော့လေဗျဟုတ်တယ်အခုလက်ရှိဒါကိုအာမတို့နဲ့ထိတိုက်တွေ့နေတဲ့အခြေအနေမျိုးရှိလားဒါမှမဟုတ်လည်းဒါတီးတန့်လို့ဖြစ်နေသေးလားသူတို့နဲ့ပြဿနာတွေပါဖြစ်နေတဲ့အခြေအနေမျိုးရှိလား ကျွန်တော်နဲ့ကနေမြီဝီးတယ်ဗျအနည်းဆုံးကျွန်တော်ဒီစုံမှုပတ်ဝန်းကျင်နဲ့ဆိုရင်ဆက်မဲ့ငတ်မဲ့လောက်ဝီးနေတဲ့အခြေအနေဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ဟုတ်ဒီကောင်းလေးကပေါ့ဟောကျွန်တော်ကတော့ဒီကောင်းလေးကတော့ပေါနေတာပါပဲထိတ်တိုက်မထွေသေးဘူးပေါ့နော်ထိတ်တိုက်တော့မတည်သေးဘူးကျွန်တော်တော့စိန်ကပါတယ်ဒီကောင်းထိတ်တယ်ဆောတော့မှာကျွန်တော်ဟုတ်ကဲ့ဟုတ်ကဲ့အခုဒီဟာနဲ့ဆက်ဆက်ပြီး PDF အကောင့်နဲ့ UR တွေနဲ့တွေ့တဲ့အခါကျရင်ငွေညစ်တယ်အာသူနဲ့ပေါင်းတဲ့ဥစ္စာမျိုးတွေလည်းရှိကောင်းရှိမှာပဲသူအရိုက်ကိုပူပန်းလိုက်တဲ့တော်လိုင်း အောက်ကဒီမျိုးရှိတာမျိုးတွေ့ရလားကိုအဓိကတော့ကျွန်တော်တို့ PDF က PDF လို့မကျင်ဘူးဗျပြောလို့ရသလားပဲပြောပါနော်ကိုအမောင်ကျွန်တော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 ်ပြောလို့ရလို့ပြောမယ်ဗျာဟိုကျွန်တော်တို့ဆိုရင် PDF ရဲ့အရင်ွေဒါဆက်အနာရှင်သိမ့်ပြီလေကျွန်တော်စတင်နေတွန်းလန်နေကျွန်တော်ရဲ့နေထိုင်မိတင်းတဲ့အရက်တွေကိုသူတို့ဒါစစ်ကြောင်းထိုးတဲ့မိရှုတဲ့ဖြက်ရှိတဲ့ပြည်သူတွေတတ်တဲ့အိုးရင်ပစ္စည်းတွေယူတယ်ရှုံးငွေပစ္စည်းတွေယူတယ်ထားလိုက်တော့ဒီဒီနောက်ပိုင်းအချိန်ဒီမှာ ဟိုဒီစင်ကြောင်းပြည်သူစစ်ကောင်းဆောင်ငလင်းဆိုတာကအကိုက၁၈နှစ်တမီလေးမတိုင်းကျင်တယ်ဟုတ်တဖွဲလုံးဝိုင်းမတိုင်းကျင်တယ်ပြီးရင်တတ်ပလိုက်တာပြီးတော့ရသူ့ရဲ့ကိန်းမှာတားတယ်အဲဒီကားကပြီးရင်နဲ့ပတ်သက်နေရင် ကားဖမ်းတာတို့တိမ့်တာတို့တပ်ပြတာတို့မျိုးတွေလောက်တယ်ဟုတ်ဟိုပြီးရင်ဟိုတန်ငကြပြန်လာတဲ့ပြည်သူတွေကိုမှအဲဒီအဲသူတို့ဒီဆက်လက်နဲ့ဟို ဟိုဝယ်ယူရေးဆိုပြီးခေါင်းစဉ်နဲ့ပေါ့ဝင်ရတော့ပြီးကဲဆောက်ဖို့ပဲဝင်ရတယ်အတက်ခံမလားအတက်ခံမလားပေါ့ဆက်ဆံရေးမလားငွေနဲ့ရေးမလားတုံးခုပဲမိလားအဲငွေနဲ့ရေးပြီးသူကလှုပ်လှုပ်တဲ့ကိစ္စတွေများတယ်ဒီကောင်ချမ်းသာမှုကဘယ်လဲငိုတော့ကားဒရိုင်းမရအောင်စပါရစပရရံကနေပြီးတော့မှဝိုင်းဝဲပြီးပြီးတိုက်ဆောင်နေပြီလားသူရဲ့ချမ်းသာမှုကတိမ်တောင်းကဏ္ဍတရှိနေပြီတလားကိုသူ့ရဲ့ကိတ်က ထောင်ဆိုတဲ့ဝင်နေပြန်ကိုတခါလေးသိန်း2000 3000 5000 6000တောင်တွေရောက်တဲ့ကေတယ်ကျတော့ကျတော့ဆိုလိုတာကအခုတော်လိုင်းအင်အားစုတွေအကိုတို့လည်းရှိတယ်တခြားအဖွဲ့လေးတွေရှိမှာပဲလေပါတုံးလုံးတွေလည်းရှိရှိရှိမှာပဲဒီတော့အဲ့အခြေအနေမှာသူနဲ့ဆိုရင်ဘယ်လိုမျိုးဖြစ်သွားနိုင်လဲပတ်သက်မှုတွေရှိလားတော်လိုင်းကောင်းစင်အောက်ကလူတွေပြောတာအဖွဲ့တွေပေါ့တူတူ PDF ကဖင်လို့ဖင်ကမြအမေလိုလင်းကြော်ပြီးအမေလိုတိုက်ခဲ့တဲ့ပွဲတပွဲမှမရှိဘူး အမေလိုထိအောင်လုပ်ခဲ့တာတခုမှမရှိဘူးအဲအနီးနားမှာရှိတဲ့ PDF တွေနော်အာဟိုလိုပြန်ကန်နေလုံနေတာဟာဗျကိုအဲ့တော့နည်းနည်းရိုင်းသွားတယ်ဗျကျွန်တော်တိုက်ချင်းနေအဲစင်ရောင်းကိုကျွန်တော်သွားတိုက်ချင်းနေအဲအနီးနား PDF ကလက်မခံဘူးအော်လက်ခံပြီးတိုက်ရင်လည်းတရင်ပေါက်နေပြန်ပြီဟုတ်တယ်လေရကြတော့ကြတော့ စက်ကောင်စီနဲ့ပတ်သက်ပြီးတော့ဒီတက်မှတ်တရတရဂျီဝန်းနေပိုင်းနဲ့သူကအကုန်အပြီးပေါန့်ထားလीအဲဘဲကြေးရွာကိုစစ်ကြောင်းထုတ်ပါပြီးရင်ဒီကောင်ကားကြီးနဲ့လာပြီးသေးသွားပြီอืมတက်မှတ်ကိုသူရဲ့လုပ်ပိုင်ခွင့်ရအောင်ချနေတာပြီးတော့ PDF နဲ့ပေါင်းပြီးတော့စာဖတ်လုပ်နေတာ PDF ကလည်းဘာကြောင့်စာဖတ်လုပ်တာငလင်းဆိုတဲ့ကောင်ကပြီးတော့ဘုံမှာအချုံချောင်းဝင်ညစ်တယ်ဓမြတိုက်တယ်ပြန်မေးဆွဲတယ်အပြီးတော့ကဟို မရင်းကျင်တဲ့အဆင့်နေထိပါဗျာအုပ်စုလိုက်မရင်းကျင်ပြီးတက်တယ်ဆိုတဲ့အဆင့်နေထိပါမရိုင်းတဲ့ကောင်လုံးဝနေတဲ့ကောင်လေးอืมမရိုင်းတဲ့ကောင်ကိုကျွန်တော်တို့ PD ကပေါင်းရလာဗျာဟုတ်ကဲ့အဲ့လိုမျိုးအခြေအနေကတော်လိုင်းကြီးမကွေးတိုင်းပေါ့ဗျာเนาะဒါတိုင်းအနေနဲ့ပြောတာဒါမျိုးစုစည်းမှုလည်းအားနေတယ်အဲ့လိုမျိုးဟိုလိုလိုဒီလိုလိုတွေလည်းရှိနေတယ်ဆိုရင်တော်လိုင်းအချိန်အဟုန်ဘယ်လိုဖြစ်နိုင်လဲဘယ်လိုဖြစ်နိုင်လဲဆိုတော့အဓိကတော့ငလင်းတရားတဲ့ကိုရှိနေတဲ့ PD ရဲ့အတိုင်းအဝကအကိုကြီးညီလေးလုံနေတာ အော်လုတ်တဲ့ကောင်လို့ကျွန်တော်စောက်တန်အောင်မောက်တိုက်မှာအဲ့ငလင်းစင်းချောင်းရွာကိုကျွန်တော်တိုက်မှာဟိုမကွေးတိုက်လေတရောင်းမှာပဲဟုတ်ဟုတ်မကွေးတိုက်တော့လာရေးတော်လာရေးအဖွဲတွေစုစည်းလို့ရနိုင်ချေအဲ့လိုမျိုးပေါ့စုစည်းလို့မရတဲ့အခြေအနေလားစုစည်းလို့ရနိုင်ချေရှိလားတော်လိုင်းအင်အားစုတွေမကွေးတိုက်တဲ့မှာ မွေတိုင်းနဲ့မှာရှိတဲ့တော်လိုင်းအင်အားစုတွေကကျွန်တော်နဲ့စိတ်တူကိုယ်တူဖြစ်တယ်။အဓိကတော့သူတို့နဲ့စိတ်တူမတူကိုယ်တူမဖြစ်တဲ့တစ်ဖွဲ့နှစ်ဖွဲ့ကိုပဲစီယူနဲ့အရေးပါဆုံးဖွဲ့ကပဲအဖွဲ့တော့ပဲအဖွဲ့နဲ့သူတို့ကငလင်းရပြစ်ပေါင်းထားတယ်။ဟုတ်ဟုတ်တော်လိုင်းအင်အားစုတွေအဖွဲ့ညီညွတ်လာပြီးဟေ့ဆိုရင်သူညီညွတ်လာတဲ့အဖွဲ့လည်းပါဖြစ်မှာတော့ဒါနဲ့ကျွန်တော်တို့တိုက်မယ်ဆိုရင်တိုက်မယ်တရင်ပေါက်။အော်ကျွန်တော်ပခမ်းမြောက်ဖက်ကူတက်ရဖက်ကူစီအောင်တချောင်းကျွန်တော်တိုက်ခဲ့ဘူးတယ်ဗျ296 296ကအဲ လက်နဲ့ငားလက်နဲ့ကိုင်းမြတ်ပြတ်တည်ဆုံးပါတယ်တင်းရမနှက်ပြန်လို့ဖြစ်မယ်ဆိုဒီနေ့လို့လဲတင်းပေါက်ပြီးစာစောက်တန်းအောင်မောင်းတိုက်မယ်ဆိုအာဘယ်ပီပီဒီကပြီးတာဗျဟုတ်ဟုတ်ပြီဒီကောင်မကောင်းမှုလဲလောက်တာနောက်ပိုင်းသူတီမာကြောက်လို့ဗျာတော်လဲ၄နှစ်ကျော်၅နှစ်ကာလအတွင်းမှာငလင်းရဲ့ဆင်ကြောင်းပြီးသူစစ်ရွာကိုစေချိန်လောက်တိုက်ခဲ့ဘူးလားပီဒီအက်ဒီမေးလိုက်ရှက်စရာကောင်းလို့လို့ငါလုံးမမေးလို့ဒီဘာပါလဲ ဟုတ်တယ်ဟုတ်တယ်တက်ခဲ့ဘူးခါတော့တော့အခြေအနေပေါ့ဗျာနော်ကျွန်တော်တက်ခဲ့ဘူးတယ်နော်ဆယ်ကောင်အောက်သေးတယ်အော်တက်ခဲ့ဘူးလားတိုင်းလည်းကျွန်တော်နဲ့တော့အလန်းဝေးတယ်ဗျာအော်တကူတကတော့တိုက်ခဲ့ဘူးလားအဲ့လိုလားဟုတ်တယ်ဟုတ်တယ်တကူတကကိုကျွန်တော်တော့တိုက်ခဲ့ဘူးလားတော့တိုက်မယ်ဆိုရင်လေအေးတိုက်ပါဟိုမင်းတို့မိုင်းနေဖြုတ်ပြီးပါပြုတ်ပြီးပါအဲငါတို့တိုက်မယ်ပြုံမယ်ပြောမယ်ဆိုရင်တော့မှတိုက်ခွင့်မရှိဘူးငလင်းကသူတို့အဖေကြီးလို့လို့ ကာကွယ်နေတော့ဒီတည်းကကျွန်တော်ရှင်းတာသဘောပေါက်တယ်ဒီတော့အကိုတို့လက်ရှိမှာအခုလက်နက်ချတာဒါအလင်းဝင်တဲ့အဖွဲ့တွေအကိုတို့ဓာတ်ပုံရိုက်ပြီးတော့တင်နေတာတွေရှိတယ်နောက်ဆက်သုံးပန်းတွေလက်ရှိမှာပဲအဲ့ဒီဟာတွေကိုထိမ့်သိမ့်တဲ့အခြေအနေတွေဟာအကိုတို့ရစောက်တန်းရစကြိုအဖွဲ့ရဲ့အခက်အခဲတွေပေါ့ဗျာဘလို့ရှိတယ်ဘလို့ထိမ့်သိမ့်ထားရလဲဒါမျိုးတွေပေါ့လိုအပ်ချက်တွေပါရှိတယ်လက်ရှိဒီသုံးပန်းတွေပေါ့ ဟို၃မန်းနေဆိုတော့ကျွန်တော်ဟိုပြီးခဲ့တဲ့တစ်နှစ်ကျော်လောက်ကျွန်တော်အထက်မှာ၃မန်းနေတိုက်ပွဲထဲမှာဖမ်းမိရင်တက်ခဲ့တဲ့တိုက်၃မန်းနေရှိပါတယ်ဒီ၃မန်းနေအချိန်ဒီပေါ်မှာလဲကျွန်တော်တို့ကဥအောင်နေစကားမျိုးလို့ဟိုဗမာပြည်မလို့ကို ရွေးချင်နေရတာအဲ့ပုံစံမျိုးဟိုဗမာပြည်ပြည်သူမလို့တာသူတို့ရွေးချင်နေရတဲ့အချိန်တွေပေါ့ဟိုဖမ်းမိလာတဲ့၃မန်းနေလဲကျွန်တော်ကကျွန်တော်တို့ကပြည်သူချားကနေပေါက်ဖွားလာတဲ့ပြည်သူ PDF ဖြစ်တဲ့အတွက်ပြည်သူအမြင်မဲ့မြင်နေပြည်သူအကျင့်မဲ့ကျင့်နေ ြီးသူရဲ့မြေတအတိုင်းပဲကျွန်တော်တို့သူတို့ထားခဲ့တယ်သူတို့လာတဲ့ကျွန်တော်တို့တောင်ပန်းတွေကိုလည်းအေးစစ်စစ်ပဲကျွန်တော်ထားခဲ့တယ်ဟောသူတို့ကိုနိုင်ရဲ့နောက်ကျောင်းတွေဟိုကကြီးလိုက်ပြန်တော့လဲအားလုံးရှင်းတဲ့သူရှိတယ်မရှင်းတဲ့သူရှိတယ်ပေါ့ အဲကျွန်တော်တို့ကတော့ဒါတွေတွေ့တော့သုံးဖြတ်တာတွေပေါ့ဒါအခုတောင်းထိတ်ထိတ်လဲဆိုရင်ထိတ်ထိတ်ကြေးလို့မှာပဲအာဒါရန်ပုံငွေဖြစ်ဖြစ်ဒါစားတောက်ကျွေးမွေးကြေးတွေရှိမှာပေါ့ဗျာအမျိုးမျိုးပေါ့အစားစားရဒါတွေလည်းအကိုတို့မှာအခက်ခဲကြုံရမယ်လို့ကျွန်တော်မြင်တာပေါ့ဗျာအာအင်အားပုံပန်းများရများသလောက်အလင်းဝင်သမားများရများသလောက်စုကြေးချရတာနဲ့ကျွေးမွေးရတာတွေရှိတယ်လေအဲ့ဒီပုံမှာအကိုတို့စိတ်ကောက်မှုတွေအခက်ခဲတွေရှိလားစိတ်ကောက်မှုတွေအခက်ခဲဥကတော်လိုင်းရအချိန်ကြာမြင့်လာရမြတ် မင်းအောင်လိုင်းလည်းသူစစ်သားမရှိရင်ပြည်သူစစ်သားလုံးမှာပဲလေဒီပတ်စတွေပေါ့ပတ်စတွေကိုခိုင်းမှာပဲအတိခံခိုင်းမှာပဲဒီပတ်စတွေကနေလေတဲ့ကောင်ကြီးကနေကျွန်တော်တို့ပတ်စီထွက်လာတယ်ရောက်လာအဲကလေးတနက်တောင်မှပါပါဘူးညစိတ်တူစရာကောင်းပါတယ်ကျွန်တော်တို့တော်လိုင်းလုံးနေတော်လိုင်းရဲ့ယုံကြည်ချက်အားကောင်းအောင်တော့ကိုယ်ကိုင်တဲ့လက်နက်တွေတော့ယူစီချင်တာပေါ့ပတ်စတွေကိုပြောစမ်းပြည်သူစစ်မှန်တမ်းတွေကိုအဲသူတို့ကနိုင်လေဒီမြောင်းလာလဲမှာတော့မတည်ချင် PDF လောက်မှာ PDF တိုင်လဲတေဗီဇီရိုဆိုတဲ့စိတ်နဲ့ပြေးလာခဲ့တာ အဲ့လိုပြေးလာခင်မဟုတ်မင်းအောင်လိုက်တက်ဆင်ပြီးသားလက်နက်လေးရောယူစီချင်တာပေါ့ဗျာဒါပေါ့ဒါပေါ့အဲ့ဒါတွေယူမလာဘူးအခုနောက်ပိုင်းပတ်စတွေကတော်တော်ကိုစိတ်ပြက်စရာကောင်းတယ်သူတို့ကိုသူတို့ပြည်သူလို့တာခံနေရတာဗျာကျွန်တော်တို့စင်နှွှဲနေတာပြည်သူတော်လိုင်းကိုကျွန်တော်တို့စင်နှွှဲနေတာအဲမင်းအောင်လိုက်ရဲ့ပတ်စတွေမှာပါသွားတယ်မအေလိုးတွေကအုံနောက်တွေကလေဟိုဒီပြည်သူတော်လိုင်းတိုက်နေတယ်ငါတို့မင်းအောင်လိုက်လက်မှမနေဘူး PDF လောက်မှသွားခွန်း ကိုယ်ကိုင်းနဲ့လက်နက်တွေတော့ရအောင်ယူခဲ့မယူဘူးဗျနေကျွန်တော်တို့ကကြတော့ဒီကောင်းဒီဟောသူတို့စိတ်မပါဘဲနဲ့အဖမ်းခံရတယ်ဒီမင်းတော်လည်းမစစ်မှုထမ်းရတယ်ကျွန်တော်တို့ဘက်စီကိုဘာမှလက်နက်မပါဘဲနဲ့ပြေးလာတယ်ဟုတ်ဟိုကျွန်တော်တို့ပြည်သူကြားနေပြည်သူပေါက်ဖွားလာတယ်ပြည်ရမလို့တာသူတို့ပြည်သူလို့မြင်လို့ပြည်သူလို့ရွေးချယ်နေရတာ စိတ်မဆရာတာကောင်းတာလက်မခတ်ကြပဲလက်ခတ်နေရတဲ့သဘောအာတကယ်တကယ်ရွေးချင်နေရကျွန်တော်ပြည်သူမလို့တာရွေးချင်နေရတကယ်နဲ့သူတို့ကလည်းမှန်ပါတယ်ဟိုသူတို့ကလည်းဟိုသူတို့အသက်ဒီမှာကြတော့လက်နဲ့ယူပြီးမလားလားတကယ်စိတ်ပြက်ဆရာကောင်းတယ်ပြည်သူမလို့ရွေးချင်နေရတာဗျာဘုံပိုးတော့ဖြစ်တော့ဗောအဲ့သဘောပြောချင်တာအဲလက်ရှိအခြေအနေဒီမှာကျွန်တော်တို့ဒီသူတို့ရောက်ရှိလာတဲ့ရောက်ရှိလာတဲ့ဆိုတဲ့အခြေအနေမှာကျွန်တော်တို့ထိန်းသိမ်းထားတယ်အဲသူတို့ကိုလည်းလွတ်လွတ်လပ်လပ်ထားတယ် အဲသူတို့နေကျင်သွားခြင်းတဲ့နေရာတွေအဲဒီပို့ပေးတယ်ပေါ့ဒီအချိန်ဤဒီမှာဟိုမဲအောင်လိုင်းလည်းသူမနိုင်သေး၍ရှိတဲ့ပြည်သူတွေအားလုံးကိုပေါ်တာဖမ်းပြီးတော့တက်ဆာပြီးတွန်းတနေဦးမှာပဲဟုတ်တယ်ဘောပေါ့အချိန်ဤမှာကျွန်တော်တို့ပြည်သူတွေအုံတော့ကောင်းမှုရာတစ်ခုကရောက်ပြီးတော့မလဲတာမဆောင်သားလို့ရောက်သွားပြီးဆိုလောက်အောင်ပြင်မယ်လောက်အောင်ပြင်ရင်လက်နဲ့ယူပါအခုကလည်းလက်နဲ့ဒီတော်လိုင်းအတွက်ထောက်ပတ်ပြင်မယ်อืม ကိုအတက်ဒီမှာကြောက်လို့ဆိုတဲ့အတ္တတခုတည်းကိုဥသိမ့်မတီပါနဲ့တော်လန်ဤတို့အထောက်ပံ့ဖြစ်အောင်အမြင်နဲ့လုပ်ပါဖပြင်းမဲ့သူတို့တော့ရအောင်တော့တခုခုတော့ယူလာစေခြင်းတဲ့သဘောဟုတ်တယ်ဟုတ်တယ်အဲသူတို့ဟိုကျွန်တော်တို့ဘာမှလက်နဲ့မှပါလဲကျင်းမွေးရတာတော့ကျွန်တော်တို့မှကိစ္စတော့မရှိပါဘူးကျွန်တော်တို့ချင်မောင်းလည်းနဲ့စားလဲသူတို့စားပေါ့ဗျာဒီတော့အကောင်လုံးချုပ်ပြီးတော့အကိုအနေနဲ့ဒီကျွန်တော်မီဒီယာကနေတစ်ဆင့်ပြည်သူကိုပြောချင်တဲ့အမှားစကား ဘာများရှိတယ် message ဘာများပေးပို့ခြင်းလဲပြည်သူတွေကိုဘာများအမှောင်စကားပြောခြင်းလဲဘာမောင်းနေလဲဟိုအဓိကကတော့ကျွန်တော်တို့ဒါပြည်သူတော်လှန်ရေးဖြစ်တယ်ပြည်သူတွေအားလုံးကနေညီညာတက်တက်ကြွကြနဲ့ဟိုကျောင်းမဲ့အချင်းတွေဖြစ်တယ်နိုင်ငံကြီးငါတို့ဘာမှမဆိုင်ဘူးကိုထမင်းရဲ့ငဲကူရက်ခတ်စားနေရင်တောင်နောက်ကျောရုံလုံးရင်လာပုံချတော့လို့တအိမ်လုံးတည်တော့အောင်ပါကျွန်တော်တို့ဒီပြည်သူတော်လှန်ရေးဖြစ်တယ်ပြည်သူအရေးဖြစ်တယ်ပြည်သူတွေနဲ့ညီညာသွားခြင်းတယ် အဓိကတော့ပြည်သူတွေထောက်ပံ့မှုနဲ့ကျွန်တော်တို့ PDF တွေရက်တည်နေတာဖြစ်တယ်။ပြည်သူတွေထောက်ပံ့မှုတွေဒီလေအမှန်ကန်စီစဉ်စီခြင်းတယ်။ဘာကြောင့်အမှန်ကန်စီစဉ်ခြင်းလဲ PDF မှာ PDF ရှိအလုံးလုံးတဲ့ PDF ရှိတယ်အလုံးမလုံးတဲ့ PDF ရှိတယ်။နော်ဒါကတော့ကိုယ့်ကိုယ်ကိုဖော်ရမှာပေါ့ဘူးကျွန်တော်တို့စောင်းတန်းအဖွဲ့ဘိုင်းအက်စု PDF အဖွဲ့ထဲမှာစီစဉ်တဲ့ပြည်သူလူထုရဲ့ဝန်ငွေတိုင်းဒီဒေါ်လာရေးအတွက်အားကောင်းတဲ့အထောက်ပံ့ဖြစ်အောင်ကျွန်တော်တို့ လောက်ဆောင်တယ်ကျွန်တော်တို့ပွဲပုံဖော်တယ်ကျွန်တော်တို့ကြိုးစားတယ်ဟို Facebook ပေါ်တင်ငင်ယုံတိုင်း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 ဒီလေး50ပြစ်ပြီးတော့ကျွန်တော်တို့ပွဲပုံဖော်တယ်အပွဲမဟုတ်ဘူးဟုတ်ပါတယ်အစ်စသားတွေမင်းတို့ဘာလို့အဲ့လောက်တရားတော့တကယ်တင်အောင်တိုက်လို့လေးပြကိုဟုတ်တယ်မင်းတို့တိုက်ပွဲမတိုက်ဘူးလားလို့မေးတယ်တိုက်ပွဲတိုက်ဖူးတဲ့သူကတိုက်ပွဲတစ်ပွဲကုညာစိတ်ပြီးအများကြီးရှိတယ်ကာကူရဲ့နေ့တိုက်ပွဲဆိုကျွန်တော်3000လောက်အကုန်လေကိုရကျွန်တော်လောကပီဒီရဲ့ကျွန်တော်ဘယ်လိုရှာမလဲ ျွန်တော်ဘလို့ရက်ဒီမလဲနှစ်လသုံးလလေးလငားလဒီငွေတွေကိုကျွန်တော်ရအောင်ရှာရတာဗျာကိုပြည်သူရဲ့ထောက်ပံ့နိုင်သည်တကယ်အလုံးလုံးတဲ့အဖွဲ့အစည်းတိုင်းကိုစဉ်းစားခြင်းစီစဉ်ခြင်းမှာသိခြင်းပါတယ်ဒါမှလည်းတော်လန်ရေးအရေးကရှေ့ကိုအဲဓာတ်ထပ်ပို့ပို့ပြီးတော့ရောက်သွားမှာဖြစ်ပါတယ်လုံးမလုံးတဲ့အဖွဲ့ကိုလှူးနေရင်ဘာလို့ကျွန်တော်တို့ဘလို့ပြောလို့အစမပြေဘူးလေတပတ်ပေါက်တယ်အခုကြည်ဒီငွေတို့လည်းဖြစ်နေမှာကိုကြီးဟုတ်ကဲ့ဗျ ဟုတ်ကဲ့ပါအခုဒါတကယ်လောက်နေတဲ့အဖွဲ့ကကျွန်တော်တို့ကတော့အမြဲတမ်းတိုက်တွန်းနေတဲ့အတိုင်းပဲဒါကွာမားတို့လည်းလာရောက်ကူညီဖို့ဒါဘာလို့ဆိုရင်တိုက်ပြီးပြန်ဖြစ်ရတာဟုတ်ကြည်စံတွေကတွဲတွေကထွက်လာလည်းမဟုတ်ဘူးဆိုတော့ဒါတွေပြည်သူတွေနားလည်အောင်ကျွန်တော်တို့ကပြောတဲ့လူတွေဆိုတော့အဲ့လိုမျိုးပြောပြီးတော့လာပြီးတော့အာကူညီပါ냐လူအပ်တာလေးလေးဖြစ်တင်းပေးဖို့တိုက်တော်ပြီးပြောပေးပါမယ်အခုလို့ဖြည့်ပေးတဲ့အတွက်လည်းကွာမားကိုကျေးဇူးတကယ်တင်ပါတယ်ကွာမားကြီးဟောကျွန်တော်ဒီထပ်ပြောလို့ရလားကုနေရလားပေါ့ပြောလို့ရလားအာကျွန်တော်လောက်ခဲ့ပါဗျ လောကေဆိုတာဘယ်ဘက်ညာဘက်အောင်ဟိုတောချင်လားမတောချင်လားသမီးမနေနိုင်ကျွန်တော်တောတဲ့ယုံကြည်ချက်ပေါ်မှာအားလုံးသိပါတယ်နော်ဘောပါနိုင်ရဲ့အရေးတစ်ခုကိုကျွန်တော်တို့လှုပ်ချင်တာအဲကျွန်တော်နိုင်ငံပြည်ရင်ဘယ်နေရာမှမလို့ချင်ဘူးဟိုကျွန်တော်ဆောင်ရုံးတဲ့ဘော်လေးပဲကျွန်တော်ပြန်သွားခြင်းတယ်အဓိကတော့ကျွန်တော်တို့လုံနေတဲ့နိုင်ငံအရေးတစ်ခုပေါ်မှာအန်အိုင်အားတိုင်းနဲ့ကျွန်တော်တို့သွားခြင်းတယ်ရွှေ့ခြင်းတယ်ဒီစိတ်တစ်ခုကမူတည်တာဗျာဟိုတော်လိုင်းနဲ့နိုင်ငံရေးနိုင်ငံကိုမသိချင်တော့ဘူးကျွန်တော်တို့မှမိသားစုတွေဝင်နေရသူ ျွန်တော်ဝေးသလိုကျွန်တော်ညီရဲဖို့တွေလည်းဝေးရတာပဲ၃နှစ်ကျော်၄နှစ်ကျော်ရှိပါပြီဟုတ်တယ်ဓာကြီးကိုပြီးအောင်တိုက်ရှင်တယ်ပြီးရင်ဗာနေရမမြည်ရှင်ဘူးငကူကလက်လုတ်လက်ဆပ်ပွားလေးပဲကျွန်တော်တို့တွေပြန်သွားချင်တာပါဗျဟုတ်ကဲ့တပတ်ပေါက်တဲ့တုံနေမနေချင်တော့ဘူးဗျာအရှိ့ကိုပဲတော့ဒီဇိုင်းမမအရွေးကောင်းကောင်းနဲ့သွားချင်တယ်ဆိုတဲ့ဥစ္စာကိုပြောချင်တာတော်ပြောစရာရှိသေးလားအကိုအနေနဲ့အဲရပါတယ်ဒါပါပဲကိုနေကျေးဇူးပါခင်ဗျာအသေးစိတ်ဖြည့်ဆို့ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နော်ဒါကောင်းကောင်းကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ် Okay, Guni, okay. Okay, now the Davana, Guna. Okay, okay. Okay. These okay. are. Okay, okay. 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 okay.